မတ်စဂျိုကိုကဘာလိုနေလို့ရတဲ့ဂျိုတခုဖြစ်အောင်ပြောင်းလဲဖို့ဆိုတာဖြစ်နိုင်မှာမလားအကာသာတွေကတခြားဂျိုတခုကိုကျမတို့ရဲ့ဒုတိယအင်ဖြစ်ပြောင်းလဲဖို့ဆိုတာတကယ်ကိုစိတ်လုံရှားစရာကောင်းတဲ့စိတ်ကူးတစ်ခုပါဒီနေ့မှာတော့ကျမတို့တွေဘလိုနေလန့်နေနဲ့မတ်စဂျိုကိုလူသားရဲ့နေထိုင်လို့ရတဲ့ဂျိုတခုဖြစ်အောင်ပြောင်းလဲနိုင်မလဲဆိုတာကိုပြပြပေးသွားမှာပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်သိရှိနိုင်ဖို့ကျမတို့ရဲ့ Themon Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။အကောက်ွယ်ပေးနိုင်သောတန်လိုက်ဆက်ကွင်းတစ်ခုဖန်တီးခြင်း မတ်စတိုရဲ့အထက်အပြတ်တနာကမဂနက်တစ်ဖေးဆိုတာနေရလာတဲ့အန်တီရရှိတဲ့ရေဒီယေးရှင်းတွေကိုကာကွယ်ပေးတဲ့အကာရံတစ်ခုပါရေဒီယေးရှင်းတွေဟာသက်ရှိတွေကိုအန်တီရပေးနိုင်ပြီးလေတုကိုလည်းဖျက်ဆီးစေနိုင်ပါတယ်ဒါကြောင့်မဂနက်တစ်ဖေးတစ်ခုမဖြစ်မနေလိုအပ်ပါတယ်နီလန်တွေကတော့မတ်ရဲ့ခိုးကိုပြန်လည်လှည့်ပတ်စေခြင်းဒါမှမဟုတ်စူပါကွန်တက်တင်ရင်းစ်တွေကိုချိုပန်လန်းထဲမှာတက်ဆင်ခြင်းလိုပဲဖြစ်ပါတယ်စူပါကွန်တက်တင်ရင်းစ်ဆိုတာကတော့အလွန်အေးတဲ့အပူချိန်မှာ လက်ဆင့်စီစဉ်မှုကိုအဆုံးမရှိအောင်စီစဉ်စီနိုင်တဲ့ကွင်းတွေပါဒီကွင်းတွေကနေမက်ကနက်တစ်ဖီးလ်ကိုထုတ်ပေးနိုင်ပါတယ်ဒါပေမဲ့ဒီနည်းပညာဟာအလွန်ရှုပ်ထွေးပြီးငွေကုန်ကြေးကျလည်းများပါတယ်ဒါကြောင့် mask ကိုနေထိုင်လို့ရတဲ့ကြိုးဖြစ်အောင်ပြောင်းလဲဖို့အတွက် magnetic field ဖန်တီးဖို့ဟာအရေးကြီးတဲ့ပထမခြေလှမ်းတစ်ခုပါခိုးကိုပြန်လည်လှည့်ပတ်စေခြင်းဟာလည်းစင်ခေါ်မှုတစ်ခုပါခိုးကိုလှည့်ပတ်စေဖို့အတွက်အလွန်ကြီးမားတဲ့စွမ်းရည်လိုအပ်ပါတယ်ဒါပေမဲ့ဒီနည်းလမ်းဟာ super contacting range တွေထပ်ပို့ပြီးရေရှည်တည်တတ်နိုင်ပါတယ် ဲနီလန်ကိုပဲတုံးတော့မဂနက်တစ်ဖီတစ်ခု ဖန်တီးနိုင်မှမတ်ဂျိုဟာနေထိုင်လို့ရတဲ့ဂျိုတစ်ခုဖြစ်လာမှာပါလေတုကိုထူထဲစေပြီးနှွှဲစေခြင်းမတ်ရဲ့လေတုကကမ္ဘာတက်အစတရာလောက်ပန်းလွှာပါတယ်အတေကကကာဗွန်ဒိုင်အောက်ဆိုက်တင်နဲ့ဖွဲ့စည်းထားပြီးအောက်ဆီဂျင်ကနည်းပါတယ်ဒါကြောင့်လေတုကိုထူထဲစေပြီးနှွှဲစေဖို့လိုပါတယ် greenhouse gas တွေကိုလေတုထဲကို ထုတ်လွှတ်ခြင်းနဲ့ရေခဲဝင်ရဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုပြန့်လွှတ်ပေးခြင်းအပြင်လေတုကနှွှဲစေနိုင်ပါတယ် greenhouse gas တွေဟာ အဖို့ကိုထိမ့်သိမ့်ပေးပြီးဂျိုကိုနှွေးထွေးစေပါတယ်။ဒါပေမဲ့ greenhouse gas တွေအလွန်ကျော်များသွားရင်လေဂျိုကိုအလွန်ပိုပြင်းစေနိုင်ပါတယ်။ဒါကြောင့် greenhouse gas တွေကိုတင်းတင်းမြှားတိုင်းပမာဏနဲ့ထုတ်လုပ်ဖို့လိုပါတယ်။ရေခဲဝင်နေတဲ့ carbon dioxide တွေကိုပြန်လွှတ်ပေးခြင်းကလေလေထုကိုထိုးထည့်စေပြီးနှွေးထွေးစေနိုင်ပါတယ်။ဒါပေမဲ့ဒီနေ့လဟာအခြေအညာကြီးကြာနိုင်ပါတယ်။မားစရဲ့လေထုကိုကမ္ဘာနဲ့တူအောင်ပြောင်းလဲဖို့အတွက်ရာစုနှစ်ပေါင်းများစွာကြာနိုင်ပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းဟာမဖြစ်မနေလုပ်ရမယ့်လုပ်ငန်းတစ်ခုပါ။ ဒေဒုကိုထုထဲစီပြီးနှွေထွေးစီခြင်းဖြင့်မတ်ဂျိုဟာနေထိုင်လို့ရရဲ့ကြိုတခုဖျက်လာမှာပါ။ရေအရင်းမြင့်များဖန်တီးခြင်းမတ်ဂျိုရဲ့ဝင်ရိုးစုံးနေမှာရေခဲရှိပါတယ်။မြောင်းရေလည်းရှိနိုင်ပါတယ်။ဒီရေခဲတွေကိုရေပြောစီပြီးမြစ်တွေအိုင်နေတဲ့သမုတ်ဓာရီဖန်တီးဖို့လိုပါတယ်။ဆိုလာမီရာတွေကိုအသွင်ပြုပြီးရေခဲတွေကိုရေပြောစီနိုင်ပါတယ်။ဆိုလာမီရာစ်တွေဟာနေအောင်ခြေကိုစူးစီပြီးရေခဲတွေပေါ်ပို့ပေးပါတယ်။ဒီနည်းလမ်းဟာရေခဲတွေကိုအရေးပြောစီဖို့အတွက်အလွန်ထရပါတယ်။ ဒါပေမဲ့ဆိုလာမီရာတွေကိုတိစောက်ဖို့နဲ့ထိမ့်သိမ်းဖို့အတွက်ငွေကုန်ကြေးကျများပါတယ်။မြောင်းရည်တွေကိုရှောက်ဖွေပြီးထုတ်ယူခြင်းကလည်းရေအရင်းမြစ်တွေဖန်တီးဖို့အတွက်အရေးကြီးပါတယ်။ဒါပေမဲ့မြောင်းရည်တွေကိုရှောက်ဖွေဖို့နဲ့ထုတ်ယူဖို့အတွက်ခက်ခဲပါတယ်။ရေအရင်းမြစ်တွေဖန်တီးနိုင်မှမားဂျိုဟာတက်ရှိတဲ့အတွက်နေထိုင်လို့ရတဲ့ကျွတ်တခုဖြစ်လာမှာပါ။ရေဟာတက်ရှိတဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ရေမရှိရင်တက်ရှိတွေရှင်းတန်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ရေအရင်းမြစ်တွေဖန်တီးဖို့ဟာမားဂျိုကိုနေထိုင်လို့ရတဲ့ကျွတ်ဖြစ်အောင်ပြောင်းလဲဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။ မြေမျက်နှာပြင်ကိုပြန်လည်ပြုပြင်ခြင်းမာရှယ်ရဲ့မြေမျက်နှာပြင်က၆တွေ့ပြီးဖုံးထိုးပါရယ်အပင်နေစိုက်ပျိုးနိုင်တဲ့မြေစီလာအဖြစ်ပြောင်းလဲဖို့လိုပါရယ် organic material တွေကိုမြေစီလာတွေကိုထည့်ခြင်းနဲ့ macro organism တွေကိုမိတ်ဆက်ပေးခြင်းအဖြစ်မြေစီလာကိုပုံမကောင်းမအောင်ပြုလုပ်နိုင်ပါရယ် organic material တွေဟာမြေစီလာကိုအာဟာရဓာတ်တွေပေးပါရယ် macro organism တွေဟာမြေစီလာကိုပုံမကောင်းမအောင်ပြုလုပ်ပေးပြီးအပင်တွေအတွက်အာဟာရဓာတ်တွေထုတ်လုပ်ပေးပါရယ်ဒါပေမဲ့ organic material တွေကိုရရှိဖို့နဲ့ micro organism တွေကိုမိတ်ဆက်ပေးဖို့အတွက်အချိန်အများကြီးကြာနိုင်ပါတယ်။မားဆက်မြင်မျက်နှာပြန်ကိုကမ္ဘာနဲ့တူအောင်ပြောင်းလဲဖို့အတွက်ဓာတ်စုနှစ်ပေါင်းများစွာကြာနိုင်ပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းဟာမဖြစ်နေလို့ရမယ့်လုပ်ငန်းတစ်ခုပါ။မြင်မျက်နှာပြန်ကိုပြန်လည်ပြုပြင်ခြင်းဖြင့်မားချိုဟာအပင်အနေနဲ့တက်ရှိတဲ့အတွက်နေထိုင်လို့ရတဲ့ကျွတ်တစ်ခုဖြစ်လာမှာပါ။နေစီလောင်ကောင်းမှအပင်နေစိုက်ပျိုးနိုင်မှာပါ။အပင်နေစိုက်ပျိုးနိုင်မှာတက်ရှိရှင်သန်နိုင်မှာပါ။ဒါကြောင့်မြင်မျက်နှာပြန်ကိုပြန်လည်ပြုပြင်ဖို့ဟာအရေးကြီးပါတယ်။ ပင်များစိုက်ပျိုးခြင်းအပင်တွေဟာအောက်ဆီဂျင်ထုတ်ပေးပြီးလေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဆုပ်ယူနိုင်တဲ့အတွက် mask တို့ကိုနေထိုင်လို့ရတဲ့ကြိုးပြအောင်ပြောင်းလဲဖို့အတွက် အရေးကြီးပါတယ်။ greenhouse တွေသို့မဟုတ် dome stay လိုမျိုးအကောက်အွယ်ပေးထားတဲ့ပဝင်ခြင်းတွေမှာအပင်တွေကိုစတင်စိုက်ပျိုးဖို့လိုအပ်ပါတယ်။ greenhouse တွေဟာအပင်တွေကိုအေးခဲတဲ့အပူချိန်နဲ့အန်တီရရှိတဲ့ radiation တွေကနေကောက်ွယ်ပေးနိုင်ပါတယ်။ dome stay ဟာလည်းအပင်တွေကိုအကောက်အွယ်ပေးနိုင်တဲ့အဆောင်တွေပါ။ဒါပေမဲ့ dome stay ဟာ greenhouse တွေထပ်ပိုးပြီးကြီးမားပါတယ်။ဒါကြောင့် drone တွေမှာအပင်တွေကိုပို့ပြီးများများစိုက်ပျိုးနိုင်ပါတယ်။အပင်တွေကိုစိုက်ပျိုးပြီးရင်လေထုထဲကိုအောက်ဆီဂျင်တွေထုတ်ပေးပြီးလေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဆုပ်ယူပေးမှာပါ။ဒါပေမဲ့ mask တို့ရဲ့မျက်စိလောက်ကအပင်တွေအတွက်တင့်တော်တဲ့အာဟာရဓာတ်တွေမရှိပါဘူး။ဒါကြောင့်အပင်တွေကိုစိုက်ပျိုးဖို့အတွက်မျက်စိလောက်ကိုပြန်လည်ပြုပြင်ဖို့လိုအပ်ပါတယ်။မျက်စိလောက်ကိုပြန်လည်ပြုပြင်ဖို့အတွက် organic material တွေနဲ့ micro organism တွေကိုအသုံးပြုနိုင်ပါတယ်။အပင်တွေစိုက်ပျိုးနိုင်မှ mask တို့ဟာတက်ရှိတဲ့အတွက်နေထိုင်လို့ရတဲ့ကြိုးတစ်ခုဖြစ်လာမှာပါ။ ပြိဿံများမိတ်ဆက်ပေးခြင်းအပင်နေဆက်ပြိုးပြီးရင်ပြိဿံတွေကိုမားကြိုကိုမိတ်ဆက်ပေးနိုင်ပါတယ်ပြိဿံတွေဟာမြေကြီးလွန်ကိုပုံမကောင်းမအောင်ပြုတ်လုပေးပြီးအပင်တွေအတွက်မျောစာရီထောက်ပံ့ပေးနိုင်ပါတယ်ပြိဿံတွေကိုမိတ်ဆက်ပေးဖို့အတွက်အရင်ဆုံးအပင်စားပြိဿံတွေနဲ့မိဆက်ပုံမာတွေကိုမိတ်ဆက်ပေးတတ်ပါတယ်အပင်စားပြိဿံတွေဟာအပင်တွေကိုစားသုံးပြီးမြေကြီးလွန်ကိုမျောစာရီပေးနိုင်ပါတယ်အဆက်ပုံမာတွေဟာလည်းမြေကြီးလွန်ကိုပုံမကောင်းမအောင်ပြုတ်လုပေးနိုင်ပါတယ်အဆက်ပုံမာတွေဟာအပင်တွေကိုဝတ်မောကူပေးပြီးအပင်တွေမျိုးပွားနိုင်အောင်ကူညီပေးပါတယ် အပင်စားတရိတ်ဆန်တွေနဲ့အင်းဆက်ပိုမတွေကိုမိဆက်ပေးပြီးရင်အသားစားတရိတ်ဆန်တွေကိုမိဆက်ပေးနိုင်ပါတယ်။အသားစားတရိတ်ဆန်တွေဟာအပင်စားတရိတ်ဆန်တွေကိုစားသုံးပြီးသဘောဝဂေဟာစနစ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့တရိတ်ဆန်တွေကိုမိဆက်ပေးတဲ့အခါမှာသတိထားဖို့လိုအပ်ပါတယ်။တရိတ်ဆန်တွေဟာမတ်စတိုရဲ့သဘောဝဂေဟာစနစ်ကိုပြောင်းလဲပြနိုင်ပါတယ်။ဒါကြောင့်တရိတ်ဆန်တွေကိုမိဆက်ပေးတဲ့အခါမှာသဘောဝဂေဟာစနစ်ကိုမထိခိုက်စေမယ့်တရိတ်ဆန်တွေကို ရွေးချယ်တင်ပါရယ်ပြိဆန်နေမိဆက်ပေးခြင်းဟာမတ်စတိုရဲ့တဘာဝခရီးစနစ်ကိုပုံမကျော်ဝစေပြီးလူသားရေအတွက်နေထိုင်လို့ရတဲ့ကျွတ်တစ်ခုဖြစ်လာစေမှာပါအခြေခံအဆောက်အုံများတိစောက်ခြင်းမတ်စတိုပေါ်မှာလူသားရေနေထိုင်နိုင်ဖို့အတွက်အင်တွေလမ်းတွေဖောက်ပလန့်တွေလိုအပ်တဲ့အခြေခံအဆောက်အုံတွေကိုတိစောက်ဖို့လိုအပ်ပါတယ်ဖောက်ပလန့်တွေဟာစွမ်းရည်တွေထုတ်လုပ်ပေးပြီးအင်တွေနဲ့အခြေခံအဆောက်အုံတွေကိုလျှက်စစ်တာပေးနိုင်ပါတယ်ဆိုလာပန်နယ်တွေနဲ့နျူကလ িয়ার ပေါ်ပလန့်တွေအသုံးပြုပြီးတော့စွမ်းရည်တွေထုတ်လုပ်နိုင်ပါတယ် ဆိုလာပန်နယ်တွေဟာနေအောင်ခြေကနေစွန့်ရည်နေထုတ်လုပ်ပေးပါတယ်။နျူကလ িয়ার ပါဝါပလန့်တွေဟာနျူကလ িয়ার တပောင်းဖို့ကနေစွန့်ရည်နေထုတ်လုပ်ပေးပါတယ်။အိမ်တွေဟာလူသားတွေအတွက်နေထိုင်ဖို့နဲ့အတရကနေကောက်ွယ်ဖို့အတွက်လိုအပ်ပါတယ်။အိမ်တွေကို 3D printing နေပညာကိုအသုံးပြုပြီးတည်ဆောက်နိုင်ပါတယ်။ 3D printing နေပညာဟာမားချွေနေစည်းလောင်းကိုအသုံးပြုပြီးအင်တီကိုတည်ဆောက်နိုင်ပါတယ်။လမ်းတွေဟာလူတွေနဲ့ပစ္စည်းတွေကိုတည်ပို့ဆောင်ဖို့အတွက်လိုအပ်ပါတယ်။လမ်းတွေကိုကွန်ကရစ်တင်နဲ့တည်ဆောက်နိုင်ပါတယ်။ကွန်ကရစ်တင်ဟာမားချွေနေစည်းလောင်းကောင်းနေရရှိနိုင်ပါတယ်။ ခြေခံအဆောက်အအုံတိစောက်ခြင်းဟာမားကျိုပေါ်မှာလူသားရေနေထိုင်နိုင်ဖို့အတွက်အရေးကြီးပါတယ်။လူသားများအတွက်တင့်လျော်သောပတ်ဝန်းကျင်ဖန်တီးခြင်းမားကျိုရဲ့ဆွေးငင်အားကကမ္ဘာထက်အားနည်းတဲ့အတွက်လူသားတွေဟာ၎င်းနဲ့နှယောညစ်တွေဖြစ်အောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်။ Artificial Gravity တွေကိုအသုံးပြုပြီးလူသားတွေအတွက်တင့်လျော်တဲ့ဆွေးငင်အားကိုဖန်တီးနိုင်ပါတယ်။ Artificial Gravity တွေဟာလက်ပတ်နေတဲ့အာကာသယာဉ်တွေသို့မဟုတ်အဆောက်အအုံတွေအောင်ဖန်တီးနိုင်ပါတယ်။မားကျိုရဲ့ရာသီဥတုကအလွန်အေးတဲ့အတွက်လူသားတွေဟာ အကာအကွယ်ပေးတဲ့အဝတ်စားရည်နဲ့အိမ်တွေလိုအပ်ပါတယ်။ Space Suit ဒီဟာလူသားတွေကိုအေးခဲတဲ့အပူချိန်နဲ့အန္တရာယ်ရှိတဲ့ radiation တွေကနေကာကွယ်ပေးနိုင်ပါတယ်။အိမ်တွေကိုလည်းအပူချိန်ကိုထိန်းချိန်ပေးနိုင်တဲ့ပစ္စည်းတွေနဲ့တိစောက်တတ်ပါတယ်။လူသားတွေဟာ mask ချုပ်ပေါ်မှာနေထိုင်နိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်းလိုအပ်ပါတယ်။လူသားတွေဟာအထက်ကျန်ဆန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်ရမှာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလိုအပ်ပါတယ်။လူသားတွေဟာ mask ကျရဲ့စွမ်းငင်အားနည်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရမှာဖြစ်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်းလိုအပ်ပါတယ်။ လူသားတွေအတွက်တင့်လျော်တဲ့ပတ်ဝန်းကျင်ဖန်တီးခြင်းဟာမတ်စကျိုးပေါ်မှာလူသားတွေနေထိုင်နိုင်ဖို့အတွက်အရေးကြီးပါတယ်။ရရှိတည်တံ့နိုင်သောစနစ်တစ်ခုတည်ဆောက်ခြင်းမတ်စကျိုးပေါ်မှာလူသားတွေရရှိနေထိုင်နိုင်ဖို့အတွက်ရရှိတည်တံ့နိုင်တဲ့စနစ်တစ်ခုတည်ဆောက်ဖို့လိုအပ်ပါတယ်။ဆိုလိုတာကစွမ်းအင်ရှင်နဲ့အစားအစာတွေကိုမိမိကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့စနစ်တစ်ခုတည်ဆောက်ဖို့လိုအပ်ပါတယ်။စွမ်းအင်ကိုဆိုလာပန်နယ်နဲ့နျူကလ িয়ার ပေါ်ဝါပလန့်တွေကိုအသုံးပြုပြီး ထုတ်လုပ်နိုင်ပါတယ်။ရေကိုမြောင်းရည်နဲ့ရေခဲတွေကိုအရေးပြောစေပြီးရရှိနိုင်ပါတယ်။အစားအစာတွေကို ဟိုက်ဒရိုပိုနစ်စိုက်ပျိုးနည်းနဲ့အီရိုပိုနစ်စိုက်ပျိုးနည်းတွေကိုအသုံးပြုပြီးစိုက်ပျိုးနိုင်ပါတယ်။ဟိုက်ဒရိုပိုနစ်စိုက်ပျိုးနည်းဟာမြေစီလာမှာပါပဲရေနဲ့အာဟာရဓာတ်တွေအသုံးပြုပြီးအပင်တွေကိုစိုက်ပျိုးရနေပါ။အီရိုပိုနစ်စိုက်ပျိုးနည်းဟာမြေစီလာမှာပါပဲလေထဲမှာအာဟာရဓာတ်တွေဖြန့်ပြီးအပင်တွေကိုစိုက်ပျိုးရနေပါ။စွန်ပစ်ပစ္စည်းတွေကိုပြန်လည်အသုံးပြုပြီးတဘာပဝင်ခြင်းကိုမထိခိုက်စေတဲ့စနစ်တစ်ခုတည်ဆောက်ဖို့လည်းလိုအပ်ပါတယ်။ recycling နည်းပညာကိုအသုံးပြုပြီးစွန်ပစ်ပစ္စည်းတွေကိုပြန်လည်အသုံးပြုနိုင်ပါတယ်။ရေရှည်တည်တံ့နိုင်တဲ့စနစ်တစ်ခုတည်ဆောက်ခြင်းဟာ မတ်စ်ကျော်ပေါ်မှာလူသားတွေရေရှည်နေထိုင်နိုင်ဖို့အတွက်အရေးကြီးပါတယ်။ရေရှည်တည်တတ်နိုင်တဲ့စနစ်တစ်ခုမတည်ဆောက်နိုင်ရင်မတ်စ်ကျော်ဟာလူသားတွေအတွက်နေထိုင်လို့ရတဲ့ချို့တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။အချိန်နဲ့ရင်းနှီးမြှုပ်နှံမှုမတ်စ်ကျော်ကိုကမ္ဘာနဲ့တူတဲ့ချို့ဖြစ်အောင်ပြောင်းလဲဖို့အတွက်အချိန်နဲ့ငွေကြေးအများကြီးလိုအပ်ပါတယ်။ဒါဟာရာသီနှစ်ပေါင်းများစွာကြာမြင့်နိုင်တဲ့လုပ်ငန်းတစ်ခုပါ။ကြည်အောင်ဖော်မင်းလုပ်ငန်းဟာအလွန်ရှုပ်ထွေးပြီးစိန်ခေါ်မှုများတဲ့လုပ်ငန်းတစ်ခုပါ။ကြည်အောင်ဖော်မင်းလုပ်ငန်းအတွက်လိုအပ်တဲ့နေပညာတွေကအခုချိန်မှာမရှိသေးပါဘူး။ဒါပေမဲ့ သိပ္ပံပညာနဲ့နေပညာတွေကိုတိုးတက်လာတဲ့အမြောက်တရားဖော်မင်းလုပ်ငန်းဟာဖြစ်နိုင်ခြေရှိလာနိုင်ပါတယ်။တရားဖော်မင်းလုပ်ငန်းဟာလူသားရဲ့အတွက်အနာဂတ်မှာအရေးကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။လူသားတွေဟာကမ္ဘာကျရဲ့သဘောပတ်ဝန်းကျင်ကိုဖြစ်စည်းနေရတဲ့အတွက်အနာဂတ်မှာနေထိုင်နိုင်ဖို့အတွက်တခြားကျတွေကိုရှာဖွေဖို့လိုအပ်လာနိုင်ပါတယ်။မတ်ကျဟာလူသားရဲ့အတွက်ဒုတိယမြောက်အိမ်တလုံးဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့မတ်ကျကိုနေထိုင်လို့ရတဲ့ကျတစ်ခုဖြစ်အောင်ပြောင်းလဲဖို့အတွက်လူသားတွေရဲ့စူးစမ်းအထောက်အမှုတွေအများကြီးလိုအပ်ပါတယ်။ ။တရားဖော်မင်းလုပ်ငန်းဟာလူသားတွေရဲ့အိမ်မက်တစ်ခုချက်လာနိုင်ပါတယ်။ဒီနေ့မှာတော့ mask ကိုလူသားရင်နေထိုင်လို့ရတဲ့ကျွတ်တစ်ခုဖြစ်အောင်ပြောင်းလဲဖို့ဘလို့နီလန်းအနေနဲ့လှုပ်ဆောင်နိုင်လဲစွာကိုပြပြပေးခဲ့ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်သိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။ကျေးဇူးတင်ပါတယ်ရှင့်။